ိုက်ပွဲကာလအတွင်းပျက်စီးသွားတဲ့ရခိုင်ပြည်အတွင်းကလူနေအိမ်တွေကိုစစ်ကောင်စီရဲ့လေကြောင်းအန်ဒီရဲ့ကြောင့်ပြန်လည်မတည်ဆောက်နိုင်ကြသေးဘူးလို့သိရပါဗျ။ရခိုင်ပြည်က၁၄မြို့နေဟာအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေတဆင်ပုံကျေးတာတွေစစ်တွေကြောက်ဖြူမန်အောင်မြို့တွေကစစ်ကောင်စီတပ်ရင်ရေတပ်နေပြည်တွေက အနီးနားကမြို့နေတွေစီကို လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေရတဲ့ကြောင်းအဲ့ဒီနေအဆောင်တွေကိုပြန်မဆောက်လုပ်နိုင်သေးတာလို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒါအပြင်ဒေသခံပြည်သူတွေဟာ အလုတ်ကင်ရှာပါပြီးဝင်ငွေမရှိတဲ့အပြင်အိမ်ဆောက်ပစ္စည်းတွေလေးဈေးမြင့်မားမှုရှိနေတဲ့အတွက်မဆောက်လုပ်နိုင်တာဖြစ်တယ်လို့ရန်ပြည်မြို့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။လေရင်နဲ့ဘုံကျဲတဲ့အန္တရာယ်ကိုစိုးရင်နေကြရပြီးအိမ်တွေဆောက်ပြီးတော့မှ ထပ်ပြီးတော့ပြုပြတ်သွားမှာကိုလေစိုးရင်ကြားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုပြက်စီးသွားတဲ့အိုးအိမ်တွေကိုပြန်လည်တည်ဆောက်နိုင်ဖို့ရခိုင်လူထုအနေနဲ့တော်လန်ရေးကာလပြီးဆုံးတဲ့အထိစိတ်ရှိသေးခံပြီးဖြတ်ကျော်ဖို့လိုအပ်တယ်လို့ရခိုင်လူခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောဆိုထားပါတယ်ရခိုင်မှာစစ်ကောင်စီကလမ်းပန်းဆက်တွေကိုဖြတ်တောက်ထားတဲ့အတွေ့ဘီလက်မြေအပါအဝင်အုတ်သေးကြောက်တေဝါ ့အစားတွေအင်းဆောက်ပစ္စည်းတွေဟာလေအဆမတန်ဈေးနှုန်းမြင့်မားနေပါရဲ့ရှင်။